ကျောက်မြို့မြို့နယ်မှာတိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးစစ်ကောင်မရှင်ကမြေပြင်စစ်ကြောင်းထိုးကာလေကြောင်းကပါပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လာပါတယ်။စစ်ကောင်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာ23 24 25ရက်နေ့တွေမှာတိုက်ပွဲဖြစ်ပွားရာတိုင်းချောင်းကျေးရွာနဲ့ကလဘာချောင်းကစတဲ့နေရာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အရခတက်တော် AA နဲ့စစ်ကောင်မရှင်တို့ကျောက်ဖြူရှိလမ်းကွဲကလဘာချောင်းဝကျေးရွာတွေကြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီး အေဘက်ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သတင်းရင်းမျက်စိကသိရပါဗျ။တိုင်းချောင်းတိုက်ပွဲမှာစစ်တပ်ဘက်က90ကျော်လောက်ကိုသေတယ်လို့စီရီသတင်းရင်းမျက်က ERI Times ကိုပြောပါဗျ။စစ်ကောမရှင်ကကြောက်ဖြူရန်ပြဲတစ်ပုတ်တောင်လန်းဆောင်ကနေကလဘာကျေးရွာအနီးတစ်ဝိုက်စစ်ကြောင်းတွေ ထိုးနေပြီးအေအတက်တွေရှိတဲ့ခေါ်တူတောင်ကိုဥတီတိုက်ခိုက်နေပါဗျ။စစ်ကောမရှင်တပ်ဟာပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ညနေပိုင်းကစလို့ တိုင်းချောင်းကျေးရွာဘက်ကိုအင်အားတရာကျော်လောက်သုံးပြီးစစ်ကြောင်းထိုးလာလို့အေအေကကြားဖြတ်တိုက်ခိုက်တဲ့အတွက်ထိခိုက်ဒေဆုံးမှုတွေလည်းများခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်ကတိုင်းချောင်းကျေးရွာကိုလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးမင်းမြင့်ကျေးရွာကိုလည်းဆက်တက်နေပြီးပါရာမော်တာနဲ့လာရောက်ကျဲချခဲ့ပါတယ်။ကြောင်ဖြူမျိုးအမှတ်32ရဲတပ်ရင်းဒီမှလည်းစစ်ကောင်မရှင်နဲ့အေအေတို့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကနောက်ဆုတ်ထွက်ပြေးရမှုတွေရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စစ်ကောင်မရှင်ကရဲဌာနချုပ်တွေကိုအင်အားတိုးချဲ့ပို့ထားပေမဲ့မြေပြင်စစ်ကြောင်းတွေကိုစစ်ကူမပို့နိုင်တဲ့အတွက်စစ်ကြောင်းထိုးလာတဲ့တပ်တွေတေဆုံးမှုတွေများပြီးတက်ဆုံနေရတာဖြစ်ပါတယ်အနာဒိန်စစ်ကောင်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲကိုပြပြတားတားဆန့်ကျင်ရင်းဆန်ဖို့ Justice for Myanmar JFM အဖွဲ့က အောက်တိုဘာလ26ရက်နေ့မှာစတင်ကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတောင်းဆိုလိုက်ပါတယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာအောက်တိုဘာလ26ရက်ကနေ29ရက်ထိ၄ရက်တာကျင်းပသွားမှာဖြစ်ပါတယ်အာဆီယံအနေနဲ့ဆေးဥစုရဲ့တူယောင်ရွေးကောက်ပွဲကိုညှင်းဆန်တာအာဆီယံနဲ့လောက်ခံဖွဲ့စည်းတွေမှာဆေးဥစုနဲ့၎င်းတို့ရဲ့ကိုယ်စားလှယ်တွေကိုတားမြစ်ပိတ်ပင်တာ ဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်မြန်မာပြည်သူတွေရဲ့လှုပ်ရှားရုန်းကန်မှုနဲ့အတူယက်တီပေးဖို့လိုကို JFM ကတောင်းဆိုလိုက်ပါတယ်။စေအောင်စုရဲ့အမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုဥတီတဲ့လမ်းကြောင်းတစ်ရက်မဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုမှားယွင်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက်စီအိုစုကဒီဇိုင်းဆွဲထားတဲ့လှည့်ကွက်တစ်ခုဖြစ်ပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမယ်ရတနာမောင်ကပြောပါတယ် အာဆီယံနေနဲ့စစ်ကော်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညင်းဆိုရာအပြင်ရွေးကောက်ပွဲဆောင်ကြည့်သူတွေကိုမစေလွတ်ချင်းဖြင့်ပါဝင်ရမှာဖြစ်ကြောင်း JFM ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဆေးဥစုရဲ့ဘဏ္ဍာငွေစစ်လက်နက်စက်ပစ္စည်းကိရိယာဤပညာနဲ့လေရင်စီလမ်းကြောင်းတွေကိုချက်ချင်းဖြတ်တောက်ရမယ်လို့လည်းပါဝင်ပါတယ်။ အာဆီယံကချမှတ်ထားတဲ့ဘုံသဘောထား၅ရပ်ကိုစစ်ကောင်မရှင်ကလိုက်နာမှုမရှိတာဟာ၄နှစ်ကျော်ရောက်ရှိလာပြီဖြစ်ပြီးမောင်မြင်တဲ့ 5PC ဖြစ်ရှိနေတယ်လို့လည်း JFM ကထောက်ပြပြောဆိုထားပါတယ်။ ARI တိုင်းရေကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်ကောင်မရှင်ရဲ့ AA ပူးပေါင်းတပ်တွေထိတွေ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ AA ပူးပေါင်းတပ်တွေတင်ပိုက်ထားတဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ရွာနဲ့ ရွာအတွင်းကတောင်ပေါ်ကျောင်းတို့ကိုစစ်ကောင်မရှင်တပ်တွေကပိတ်ဆို့တိုက်ခိုက်လာတာပါ ရေကြီးဘက်မှလည်းပွဲစားနေပါတယ်ပောက်ကွဲတန်တွေ24ရက်နေ့နဲ့25ရက်နေ့ညတွေမှာပြန်ချားနေရပါတယ်လို့ရေကြီးဒေသခံတူက ER Times ကိုပြောပါတယ်အဲ့လိုပိတ်ဆို့ပြီးနောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်နဲ့အေအေပူးပေါင်းတပ်ဖွဲ့တို့ကတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာတတိယပတ်ကဆလို့ဆက်ဆက်ယိုယွာနီးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ကအင်အားတိုးချဲ့စစ်ကူပို့မှုတွေလည်းရှိခဲ့ပါတယ်။အောက်တိုဘာ17ရက်နေ့ကစစ်သုံးကားကြီးအစီး၂၀အင်အားအပြည့်ကိုဟင်္ဒရာကနေကွင်းကောက်ဖက်ကိုတက်ပြီးလေးမျက်နာကိုဆက်သွယ်ရေးလမ်းကြောင်းပြောင်းပြီးစစ်ကူပို့ခဲ့ပါတယ်။ရေကြီးအမြောက်တပ်နီးမှလည်းထိတွေ့တိုက်ပွဲတွေရှိနေပြီးစစ်ကောင်မရှင်ကစီးရင်နဲ့မဆိုင်တဲ့စပင်းရွာကိုပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့က Jet Fighter 3စီးနဲ့၄ချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ် ဖုံးကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်တွေပါဝင်ဒေသခံ24ဦးထိသေဆုံးခဲ့ပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ရေကြီးအမြောက်တပ်ကနေလည်းလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ရွာတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။စစ်ကောင်မရှင်ကအမြောက်တပ်နေကျေးရွာတွေကိုပြောင်းရွှေ့ခိုင်းထားပြီးကာကင်းစခန်းတွေအခြေပြုကဘန်ဂါရီဆောက်ဆက်သွယ်ရေးတူးမြောင်းနဲ့ကရုံချင်းတွေပါတူးထားတယ်လို့သိရပါတယ်။ဒါအပြင်ကျုံမျောခြေဆိုင်တက်ကထုံထုံအင်အားတွေနဲ့စစ်မှုရန်တင်နန်းစင်တပ်သားတစ်တွေ ရက်တို့တင်နန်းပေးထားတဲ့ပြည်သူစစ်တွေနဲ့အမြောက်တပ်တွင်ကိုအင်အားဖြည့်ထားတယ်လို့လည်းသိရပါဗျ။ရင်းနသာလန်းဆောင်မှလည်းအင်အားပြည့်နဲ့စောင့်ကြပ်နေကြပြီးကာကင်စကန်ငယ်တွေနဲ့ပါအင်အားတိုးထားတယ်လို့လည်းသိရပါဗျ။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် ARD တိုင်းတစ်ခုလုံးကိုနည်းမြေစိုးမိုးမှုရယူလို့နေပြီးလက်တလုံးစီရေးတင်မာနေတဲ့တာပေါင်းရေကြီးလေးမျက်နှာအင်ကပူမြို့နယ်တွေကိုအမြန်ဆုံးထိမ့်ချုပ်လို့နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါဗျ။ စေယုစုရဲ့အတူရောင်ရွေးကောက်ပွဲနီးလာတာကြောင့်နေပြည်တော်မှာငနေကြောင့်ပျက်စီးနေတဲ့ပြည်တော်စုလွှတ်တော်နေရာတွေကိုစေကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတွားရောက်စစ်ဆေးကြောင်း၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်စေကောင်းဆောင်ဟာအော်တိုဘားလ26ရက်နေ့ကငလင်းတန်ကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့လွတ်တော်ဝင်တွင်ရှိပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်မျိုးသားလွတ်တော်အစအဦးတို့ကိုစစ်ဆေးခဲ့တာပါဒါအပြင်အခြားထောက်ကူပြုအစအဦးတွေလန်ဒရာတွေချန်စီယိုနဲ့ မြေထိန်းနိုင်ငံတွေထိခိုက်ပျက်စီးခဲ့မှုအခြေအနေတွေနဲ့လုပ်ငန်းပြီးစီးမှုအခြေအနေတွေကိုကြည့်ရှုကြောင်းသိရပါတယ်။စစ်ကောင်မရှင်သတင်းစာမှာနေပြည်တော်မြို့တော်ခမ်းမနီးမှာပြည်သူရင်မြင့်နဲ့ဖြိုပြေးရေးပါဝင်ပြင်မနာတောင်ညူရှင်လန်းသွာလန်းဖောက်လုံနေကြောင်းလည်းဖော်ပြထားပါတယ်။အဆိုပါပြည်သူရင်မြင့်နဲ့ဖြိုပြေးရေးရင်မြင့်တွင်မြမရိုးရပွဲတော်တွေအခမ်းအနားတွေကျင်းပနိုင်ဖို့နဲ့မြမသမိုင်းဝင်ထင်ကရပုဂ္ဂိုလ်ကြီးတွေရဲ့ရုပ်ထုတွေလည်းတည်ဆောက်ဖို့လိုတယ်လို့စစ်ကောင်ဆောင်ကပြောခဲ့ပါတယ်။ စေအောင်စုကောင်ထဲပေါ်နေတဲ့တူယောင်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအပိုင်းတစ်ဖြစ်ကျင်းပမှာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့ရဲ့တူယောင်ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားမှုရှိလာစေဖို့ရည်ရွယ်ပြီးအကယ်ဒမီနေတိုမြင့်မြတ်နေဝင်အေဂျင့်မောင်ချူလေမင်းမြင့်မို့စတဲ့တရုတ်ဆောင်တွေကိုအုံချကခေတ်သမိုင်းကိုဒုံဆိုင်မိသူများအမည်ရှိဝါရဖြန့်ဇလန်းကိုရိုက်ကူးထုတ်ဝေထားပါတယ်။ မြန်မာရေးအာဆီယံဘုံသဘောတူညီချက်9ရဲ့အကောင့်ထဲပေါ်ဆောင်ရမှာတဖြည်းဖြည်းတိုးတက်မှုတွေရှိလာခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်ဘုံသဘောတူညီချက်ရဖွဲ့ဝင်နိုင်ငံအလုံးသဘောတူထားတဲ့အတိုင်းအာဆီယံဖွဲ့ဟာမြန်မာအရေးကို စုပေါင်းဖြည့်ရှင်းရမယ်လို့၎င်းကဆိုပါရယ်မြန်မာနိုင်ငံမှာတိုက်ပွဲတွေရှိနေပေမဲ့ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်းနဲ့နှိုင်းယှဉ်ကြည့်ရင်တိုက်ပွဲတွေနည်းလာပါရယ်မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နှစ်တွင်း မြန်မာဒါမှမဟုတ်အာဆီယံဖွဲ့ကဒုက္ခသည်နှစ်သိန်းရှိပေမဲ့ကျွန်တော်တို့အလားတူပြဿနာတွေမကြုံတွေ့ရတော့ပါဘူးလို့ဘလွန်ဘက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲညစာစားပွဲမှာသူကဆိုပါတယ်မြန်မာစစ်ကောင်မရှင်ကလူသားချင်းစာနာမှုအကူအညီပေးရမှုကိုခွင့်ပြုကနိုင်ငံရေးသဘောထားကွဲလွဲမှုကိုအပြေရှာရမယ်လို့အန်ဝါဣဘရာဟင်ကဆက်ပြောပါတယ်ကျွန်တော်တို့ရဲ့စစ်ဘက်စေယုံဟာလူမျိုးစုံကိုစေကူတပေးရမှာဘာပြဿနာမှမကြုံတွေ့ခဲ့ပါဘူး တဟာဒီကအပြောင်းလဲတစ်ခုဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်လူခွင့်ရေးရပြောပါက စိတ်ကျေနပ်စရာမဟုတ်ပေမဲ့တဖြည်းဖြည်းတိုးတက်ဖြစ်ထွန်းမှုဖြစ်ကြောင်းမြန်မာသက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်ရမယ်လို့သူကပြောပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဲ့လက်မှတ်ရေးထိုးမှုမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတက်တည်ဖြစ်ဆောင်ရွက်ခဲ့ပါတယ် ဒေါ်နယ်ထရန့်ဟာအာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့မလေးရှားနိုင်ငံကိုရောက်ရှိနေပြီးအာရှခရီးစဉ်ရဲ့ပထမဆုံးခရီးတစ်ထောက်ဝင်ရနေရာဖြစ်ကဂျပန်နဲ့တောင်ကိုရီးယားကိုလည်းသွားရောက်မယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြည်ပခန့်မှာသူပါဝင်မှုကြောင့်အပြစ်ခတ်ရစဲမှုတကယ်ဖြစ်လာခဲ့တာလို့ဒေါ်နယ်ထရန့်ကပြောပါတယ်။တန်းနဲ့ချီတဲ့လူတွေရဲ့အသက်ကိုဒီငိမ့်ချင်းသဘောတူညီချက်နဲ့ကယ်ဆယ်နိုင်ခဲ့တဲ့အတွက်အယံစိတ်လှုပ်ရှားရပါတယ်လို့၎င်းကဆိုပါတယ်။ အပြစ်ခတ်ရစေရေးသဘောတူညီချက်ထဲမှာနေဆက်တလျှောက်လက်နက်ကြီးတွေဖယ်ရှားပြီးမိုင်းတွေရှင်းလင်းဖို့ပါဝင်ပြီးအပြစ်ခတ်ရစေရေးကိုအကောင့်ထဲဖော်ဆောင်မှုစောင့်ကြည့်ဖို့အာဆီယံလေ့လာသူဖွဲ့ထူထောင်မှာဖြစ်ပါတယ်။အခမ်းအနားမှာဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးကြိုးဆောင်မှုကို ထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေကချီးကျူးခဲ့ပါတယ်။အပြစ်ခတ်ရစေရေးကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုတွေဆက်ရှိနေပြီးနှစ်နိုင်ငံနယ်စပ်ခိတ်တွေကိုပိတ်ထားဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံကြားအငင်းပွားမှုတွေဆယ်စုနှစ်တခုကျော်ဖြစ်ပွားခဲ့ပြီးပြည်ထနာများစုကိုမဖြေရှင်းရသေးဘူးလို့သိရပါဗျ။